年路里向别人做 UAB。UAB with you on your journey of life。အင်ဂူမင်းကလေးငယ်နှစ်ဦးကိုညှဉ်းပန်းနှိပ်စက်တဲ့ဆိုပြီးတရားစွဲဆိုခံရကအမှုရင်ဆိုင်နေရတဲ့အင်းဝအချုပ်ဆိုင်မိသားစုဝင်တွေကိုစတင်စစ်ဆေးခဲ့တာအခုဇူလိုင်လ29ရက်နေ့မှာဆိုရင်၃ချိန်မြောက်ယုံချင်းဖြစ်ပါတယ်။ မှုရင်ဆိုင်နေရတဲ့ကာလရှစ်လတာဝန်းကျင်မှာဇူလိုင်လ23ရက်နေ့ကဒေါက်တင်သူစာနဲ့ဥတင်မင်းလက်တို့ကိုစတင်စစ်ဆေးခဲ့တာပါဒီကနေ့ဇူလိုင်လ28ရက်နေ့မှာတော့ဥတင်မင်းလက်ကိုစစ်မင်းနေတာ၃ချိန်မြောက်ယုံချင်းရှိပြီဖြစ်ပါတယ်အင်ကူမင်းကလေးငယ်တို့ကိုလိမ္မာရေးချရှိအောင်တုံတင်ဆုံးမခြင်းမဟုတ်ဘဲအပြင်းထန်တာကျင်စီအောင်နှိပ်စက်တာလားလို့မေးမြန်းမှုတွေကိုဥတင်မင်းလက်ကညှင်းဆိုပါတယ်နောက်ပြီးအင်ကူမင်းကလေးကိုငရုတ်သီးမှုန့်မျက်လုံးနဲ့ခတ်တာ မိမှုနဲ့ခြေထောက်တွေကိုကတ်တာတွေကိုဥတည်မင်းလက်အနေနဲ့ခြုံနှောင်ပေးတယ်ဆိုတာဟုတ်ပါသလားမေးမြန်းမှုပေါ်မှာလဲညင်းဆူချေပါခဲ့တာကြောင့်တရားသူကြီးကဥပဒေအရရှိဟာတာဝန်ရစစ်မေးတာဖြစ်ကြောင်းနဲ့မေးတဲ့မေးခွန်းပေါ်တိတိကျကျလေးလေးစားစားဖြေဆိုဖို့သတိပေးပြောဆိုခဲ့တာရှိပါတယ်အင်းဝအချုပ်ဆိုင်ပန်ရှင်ဒေါ်တင်သူစာတမင်းငယ်ဒေါ်စုမွန်လက်တာတင်မင်းလက်နဲ့တမက်ကိုရစာထွန်းတို့ကိုကလေးတငယ်ဆိုင်ရာဥပဒေလူကုံကူမှုတားဆီးကာကွယ်ရေးဥပဒေအပြင်းထန်နာကျင်စီမှုချုပ်နှောင်ထားမှုအတွေ့ရန်စက်ကြီးဥပဒေပုံမာရီနဲ့ဆွဲချက်တင်ထားတာဖြစ်ပါတယ် ။တမီးကြီးဒေါ်သေရီလက်နဲ့ဒေါ်တင်သူစာရဲ့အမျိုးသားဦးကိုလက်ကိုတော့လူကုန်ကူးမှုမှာအပိအမြောက်ပြုမှုပူပေါင်းကြံစီမှုနဲ့အပြင်းထန်နာကျင်စီမှုမှာအပိအမြောက်ပြုမှုပူပေါင်းကြံစီမှုတွေနဲ့ဆွဲချက်တင်စစ်ဆေးနေတာဖြစ်ပါတယ်။ဆွဆွဲခံရသူတွေဘက်ကတက်တေဖြစ်ဒေါ်တင်သူစာဥကိုလည်းဥတင်မင်းလက်တို့၃ဦးစလုံးအတွက်ပုတ်ကို၈ဦးခန့်ကိုရုံးတော်တင်သွင်းထားကြောင်းဆွဆွဲခံရသူတွေရဲ့ကြိုးတော်ဆောင်တရားလွှတ်တော်ရှေ့နေစီကနေသိရပါဗျာ။